ဟုတ်မလမြိုင်မှာဟုတ်ပရိသတ်တွေများပါတယ်ဟုတ်အထူးသဖြင့်ကတော့ကလေးပရိသတ်တွေပိုများတယ်ပေါ့နော်ခုနောက်ပိုင်းကျတော့လူလေးတွေနည်းနည်းပါးတိလာကြတာပေါ့နော်လမ်းမှာတွေ့လို့ရှင်လဲဟာဟိုမှာအလင်းဆိုပြီးတော့တွေ့ကြတယ်တွေ့လို့ရှင်နှုတ်ဆက်ကြတယ်ဓာတ်ပုံလေးတွေတွေ့ရိုက်ကြတယ်ပေါ့နော်အဲ့အဲ့အတွက်လည်းအရန်ပြောပါတယ်ခင်ဗျာရောင်းဝဲမောင်းထင်ထားခဲ့ဘောเนาะကျွန်တော်တို့ကအရင်တော့အနေမှာနေတာဆိုတော့ မြန်မာနေရဆိုတော့ဒီလောကနဲ့လည်းအလန့်ဝေးတယ်အခုနောက်ပိုင်းဆိုရှယ်မီဒီယာကအရန်ခက်စားလာတဲ့အချိန်မှာဒါကိုယ့်ရဲ့ဝါသနာကိုချပြခွင့်ရတယ်အဲလူတွေတိလာခဲ့ပေါ့နော်ဒါဒီလိုခြေနေဆိုတော့ကျွန်တော်မမျောလင့်ခဲ့တဲ့အိမ်ကအရာပေါ့ဟုတ်ငါးနှစ်၆နှစ်အရွယ်လောက်ကနေကဝါသနာပါတာပေါ့နော်တရုတ်ဆောင်တာအဲ့တုန်းကအဲ့အဲ့ကျွန်တော်တို့ငငယ်တုန်းကပေါ့နော်ကလေးတရုတ်ဆောင်အီဖြူဆိုအကယ်ဒမီရတဲ့အချိန်ပေါ့နော်အာ သူသူစောစောင်တော့ကြည့်ပြီးတော့သူကလေးလေးဖြစ်ပြီးတော့ဘာလို့တရုတ်ဆောင်နိုင်ရလဲပေါ့နော်အဲ့ကနေသူ့ကြည့်ပြီးတော့ကျွန်တော်ကျွန်တော်ကစပြီးတော့ဝတ်နာပါလာတာပရိသတ်တချို့ပရိသတ်တွေကြတော့ကျွန်တော်တို့အပြင် personal life ကိုမသိတော့ကြတော့အာဒီမမေးနဲ့တရုတ်ဆောင်ရမမေးနဲ့ဘာလားပေါ့ခခနဲ့တရုတ်ဆောင်ခခနဲ့ကဘယ်လိုလားဆိုအဲ့လိုမျိုးထင်ကြရတော့ရှိပါတယ်လို့အာကျွန်တော်တို့တွေကအပြင်မှာအဲ့လိုမောင်နှမစိတ်နဲ့ပဲအလုပ်တွေဆက်လုပ်နေပါတယ်ခင်ဗျာအကျွန်တော်တို့အဖွဲ့လေး꿰သွားပြီဆိုပြီးတော့အဗီဒီယိုလေးကဒါနောက်လိုက်တဲ့သဘောမျိုးပါပဲလို့ကျွန်တော်တို့တကယ်မ꿰ပါဘူးလို့ကျွန်တော်တို့ဆက်ပြီးတော့ညညာလေးတွေလည်းအများကြီးရိုက် ဖို့ရှိပါတယ်ရိုက်ထားရလည်းရှိပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အမြဲတမ်းကြော်ညာနေကြပါတော့စိန်ဝင်းအိမ်ဆောက်ပစ္စည်းဆိုင်ကနေဒီမော်လမြိုင်မြို့မှာဖွင့်လှစ်တဲ့စိန်ဝင်းရာမညာဌာနနေဆိုင်ခွဲဖွင့်ခွဲလေးကိုလာရောက်တက်တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ခင်ဗျာစိန်ဝင်းနဲ့ကြတော့ဟိုမမေကြီးနဲ့ကြော်ညာတွေအများကြီးရိုက်ခဲ့ပြီးတော့ကြတော့စိန်ဝင်းနဲ့ဆိုရင်အမြဲတမ်းတွဲမြင်နေကြတယ်ပေါ့နော်ဟုတ်ဟုတ်မလမြိုင်မှာဟုတ်ပရိသတ်တွေများပါတယ်ဟုတ်အထူးသဖြင့်ကတော့ကလေးပရိသတ်တွေပိုများတယ်ပေါ့နော်မလမြိုင်မလမြိုင်မျိုးကကျွန်တော်တစ်ခါမှလည်းမရောက်ဘူးပေါ့နော်ဒီစိန်ဝင်းရှေ့တက်လာတော့ကစိန်ဝင်းကြော်ညာရိုက်တော့တစ်ခါရောက်ဘူးတယ်အခုတစ်ခါရောက်ဘူးတယ်ပေါ့နော်အမောလမြန်ကအရန်လဲစီတယ်ပြီးတော့အရန်လဲတာရတယ်အရန်လဲနေလို့ကောင်းတယ်အဲ့တော့အရန်ပြောပါတယ်ရောက်ရတာဟုတ်ကျွန်ညာလေးတွေရရတဲ့အတော့ကြောင့်ပေါ့နော် ခုနောက်ပိုင်းကျတော့လူလေးတွေနည်းနည်းပါးတိလာကြတာပေါ့နော်လမ်းမှာတွေ့လို့ရှင်လဲဟာဟိုမှာအလင်းဆိုပြီးတော့တွေ့ကြတယ်အာတွေ့လို့ရှင်နှုတ်ဆက်ကြတယ်ဓာတ်ပုံလေးတွေတွေ့ရကြတယ်ပေါ့နော် အဲ့အဲ့အတွက်လည်းအရန်ပြောပါတယ်ခင်ဗျာအဓိကကတော့ဇလန်းနေရိုက်တဲ့အခါမှာစကရစ်ရေးတာတော့မမေ့ရပါပဲအမြဲရေးတာပေါ့နော်အဲ့တော့သူ့ရဲ့စကရစ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကလည်းဟိုကိုဘယ်လိုမျိုးလေးတရုပ်ဆောင်မလဲသူနဲ့ညှိနှိုင်းပြီးတော့တန်တန်မြင်မြင်နဲ့လုပ်ကြပါတယ်ဟာသူကစကရစ်ရေးတာအရန်တော်တယ်အဲ့ဒီစကရစ်ရေးတာတော်တာကဘယ်သူမှလည်း light တူလို့မရဘူး light လောက်ယူလို့လည်းမရဘူးပေါ့နော်သူကသူ့ရဲ့ support အားရယ်သူ့ရဲ့ parameter ကိုကအဲ့အဲ့ဒါကြောင့်မလို့ပေါ့နော်သူကစကရစ်ရေးတာအရန်တော်တယ် ပြီးတော့သူကဇလန်တစ်ပုတ်ကိုစဉ်းစားပြီဆိုလို့ရှိရင်အဖက်ဘက်ကရှူတော့ပေါင်းစုံကနေသူစဉ်းစားလေးရှိတယ်ပေါ့နော်ဒါပြီးလို့ရှိရင်ညင်နေရတာပေါ့နော်သူဇလန်တစ်ပုတ်ကိုသူအဲဒီလိုလေးစဉ်းလောက်ရင်ကောင်းမလားလို့ပြောလာတယ်ပြီးလို့ရှိရင်အဲ့လိုလောက်တာကောင်းနေပေမဲ့အဲ့ထက်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကိုသူအမြဲတမ်းစဉ်းစားနေတဲ့သူမျိုးပေါ့နော်အဲအကြောင်းမို့လဲသူကအအရန်တော်တာပါဟုတ်အရင်တော့ကတော့ကျွန်တော်တို့ကပုံမှန် live မှာ TikTok လေးတွေပဲဆော်တာပေါ့နော်ကျွန်တော်တို့ခက်ခါတော့အနောက်ပိုင်းမမေကြီးကကြော်ညာလေးတွေရိုက်တဲ့အချိန်မှာ အာကျွန်တော်တို့အဲ line mode အနေပဲပေါ့နော်အဲ့လိုမျိုးခေါ်ပြီးတော့ကြောင်ညာလေးတွေရိုက်ဖြစ်တာပေါ့အဲ့ဒီကနေပြီးတော့မှတစင်အခုနောက်ပိုင်းဆိုခိုင်စုတို့လူလူတို့အဲ့လိုမျိုးလေးစုပြီးတော့ရိုက်ဖြစ်သွားတာပေါ့အခုလိုဖြစ်လာမယ်လို့အရင်ကမျောမျောလင်းခဲ့ဘူးလားဆိုတော့မမျောလင်းခဲ့ဘူးပေါ့နော်ကျွန်တော်ကတရုတ်ဆောင်တာကိုဝါသနာတော့ပါတယ်ဒါပေမဲ့လုတ်ဖြစ်မယ်လို့မထင်ထားခဲ့ဘူးပေါ့နော်ကျွန်တော်တို့ကအရင်တော့အနေမှာနေတာဆိုတော့ မြန်မာနေရဆိုတော့ဒီလောကနေလည်းအလန့်ဝေးတယ်အခုနောက်ပိုင်းဆိုရှယ်မီဒီယာကအရန်ခေတ်စားလာတဲ့အချိန်မှာဒါကိုယ့်ရဲ့ဝါဒနာကိုချပြခွင့်ရတယ်အဲလူတွေတိလာခဲ့ပေါ့နော်ဒါဒီလိုခြေနေဆိုတော့ကျွန်တော်မမျော်လင့်ခဲ့တဲ့အိမ်ကအရာပေါ့ဟုတ်ပညာဘယ်လောက်ထိဝါဒနာပါလဲဆိုရင်ကျွန်တော်ဟိုအာ9နှစ်6နှစ်အရွယ်လောက်ကနေကဝါဒနာပါတာပေါ့နော်တရုတ်ဆောင်တာဟုတ်အဲ့တုန်းက အဲ့အဲ့ကျွန်တော်တို့ငငယ်တော့อ่ะပေါ့เนาะကလေးတယောက်ဆောင်ဣပြူဆိုအကယ်ဒမီရတဲ့အချိန်ပေါ့เนาะအာသူစောစောတော့ကြည့်ပြီးတော့အာသူကလေးလေးဖြစ်ပြီးတော့ဘာလို့တယောက်ဆောင်နိုင်ရလဲပေါ့เนาะအဲ့ကနေသူ့ကြည့်ပြီးတော့ကျွန်တော်ကျွန်တော်ကစပြီးတော့ဝတ်နာပါလာတာအဲ့ကနေတယောက်ဆောင်တာတယောက်တယောက်ဆောင်တာကိုအဲ့လိုဇက်ဇက်လန်တစ်ပုတ်ကိုကြည့်ရဆိုရင်တယောက်ဆောင်တာကို ကြည့်ဖြစ်တာပေါ့နော်ဒါဇလန်းကိုခန်းစားတာအထက်ကိုသူတို့ဘလို့ဘလို့တရုတ်ဖော်နေလဲတရုတ်ဆောင်နေလဲဆိုတာကိုလေးလာပြစ်ပြီးတော့အဲ့ငငယ်လေးကနေရကိုဝတ်နာပါပြီးတော့အာလိုက်လိုက်တူလိုက်ပြီးတော့အတူယူတာပေါ့နော်ပရိသတ်တချို့ပရိသတ်တွေကြတော့ကျွန်တော်တို့အပြင် personal life ကိုမသိတော့ကြတော့အာဒီမမေးနဲ့တွေ့တရုတ်ဆောင်ရမမေးနဲ့ဘာလားပေါ့ခက်ခက်နဲ့တွေ့တရုတ်ဆောင်ခက်ခက်နဲ့ကဘလို့လားဆိုအဲ့လိုမျိုးထင်ကြရတော့ရှိပါတယ်လို့အာကျွန်တော်တို့တွေကအပြင်မှာအလိုမောင်နှမစိတ်နဲ့ပဲအလုပ်တွေဆက်လုပ်နေပါတယ်ခင်ဗျာ တူတူတွဲပြီးတော့အလုံးလုံးလာတာလဲကြာပြီဆိုတော့ကြာတော့ပေါ့နော်။တယောက်စိတ်ထားလဲတယောက်ပို့ပြီးတော့တိလာတယ်။နားလဲလာတယ်ပေါ့နော်။အဲ့တော့အဲဥမာဒီတယောက်ကဘာမကြိုက်ဘူးဒီတယောက်ကဘာကြိုက်တယ်အဲ့လိုလေးတွေကစပြီးတော့သူမကြိုက်တာဆိုရင်ကိုကရှောင်လိုက်တယ်အဲအဲ့လိုမျိုးလေးပေါ့နော်ဒါကြာလာတော့ဟို ကိုမိသားစုမွန်နှမတွေလို့ဖြစ်လာတာပေါ့ဒါအဖွဲ့လေးကအဲ့လိုနင်းနေပဲဆက်ပြီးတော့ရှေ့ဆက်သွားနေပါတယ်ခေါ့။အဲကျွန်တော်တို့အဖွဲ့လေး꿰သွားပြီဆိုပြီးတော့အဲဗီဒီယိုလေးကဒါနောက်လိုက်တဲ့သဘောမျိုးပါပဲလို့ကျွန်တော်တို့တကယ်မ꿰ပါဘူးလို့ကျွန်တော်တို့ဆက်ပြီးတော့ကြော်ညာလေးတွေလည်းအများကြီးရိုက်ဖို့ရှိပါတယ်ရိုက်ထားရလည်းရှိပါတယ်ခင်ဗျာ။အပေးနေတဲ့ပြည်သက်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းအကောင်းဆုံးချစ်အောင်ကျွန်တော်ကြိုးစားတော့ပါမယ်